ရန်ကုန်မြို့တော်ကြီးရဲ့စိတ်နေရက်ကတိတဲကမိသားစုတွေနဲ့အတူတူအေးအေးဆေးဆေးအပန်းဖြေလို့ရမယ်အိမ်လေးတစ်လုံးနဲ့မိဆက်ပေးပါမယ်ရှင် ထင်လေးကတော့မြေအကျဲ85ပြီပေါ်မှာတိစောက်ထားပြီးအားမရစကွဲပြီးကျဲဝန်းနဲ့ခရက်အမီပေါ 3R စီလုံးချင်းတိုက်လေးပဲဖြစ်ပါရဲ့ရှင်။ ီနေ့မိတ်ဆက်ပေးမှာကတော့ဒိန်လေးပဲဖြစ်ပါတယ်ရှင်။အိမ်လေးထဲမှာဗာလီတွေရှိတယ်ဆိုတာညီမနဲ့တူတူလိုက်ကြည့်လိုက်ကြရအောင်။ပထမအဆုံးမြင်တွေ့ရမှာကတော့ကျွန်းအစ်စ်နဲ့ပြုလုပ်ထားတဲ့ကျွန်းတကာကြီးပဲဖြစ်ပါတယ်။အိမ်ထဲကိုဝင်ဝင်ချင်းမှာပဲကျဲဝန်းနဲ့ living room ကိုတွေ့ရမှာဖြစ်ပါတယ်ရှင်။ဒီ living room ကဆိုရင်လေဝင်လေထက်အရန်ကောင်းမွန်ပြီးတော့ echo နှလုံးကိုအသုံးပြုပေးထားတာကိုတွေ့ရှိရပါတယ်။ living room လေးကနေထွက်လိုက်မယ်ဆိုရင်တော့တခါတည်း အရန်ကိုပဲလှပတဲ့ရေကူးကန်လေးကိုတွေ့ရှိရမှာဖြစ်ပါတယ်။ရေကူးကန်လေးကဆိုရင်စကမာထိုက်အမျိုးအစားကိုအသုံးပြုပြီးသားပြီးတော့ကလေးရောလူကြီးရောကူးလို့ရပါတယ်။ရေကူးကန်လေးကအားတချာဆိုရင်လုံးဝကိုအရေးအောက်မှာတွေ့ရှိရဖြစ်တဲ့အတွက်ပူပြင်းတဲ့ရာဒီဥဒုမှာဆိုရင်တော့အေးအေးဆေးဆေးကိုယ့်အိမ်မှာကိုပဲအနားယူလို့ရပါတယ်။နောက်ထပ်ပြမယ့်ဟာလေးကတော့ဒီပထမဆုံးဒီအထက်လေးရဲ့ master room ပဲဖြစ်ပါတယ်။ ဒီမာစတာရုံးလေးရဲ့အတားချက်ကတော့ရေကူးကန်အနေနဲ့တခါတည်းဒိုင်ရိုက်ဝင်လာလို့ရသလိုမာစတာရုံးကနေထွက်ထွက်ချင်းလေးရေကူးကန်စီတန်းရောက်သွားပါတယ်ရှင်။ဒါလေးကတော့မာစတာရုံးရဲ့ဘက်ဒရုံးလေးပဲဖြစ်ပါတယ်။ဒီမှာဆိုရင်တခါလေးရေပူရေးစနစ်ကိုပါတက်ဆင်ပြီးထားဖြစ်ပါတယ်။နောက်ထပ်မြင်တွေ့ရမှာကတော့ဒီရင်ရဲ့ separate kitchen လေးပဲဖြစ်ပါတယ်။ ကစ်ချက်မှာဆိုရင်တခါတည်းကဘိနက်တွေကိုတက်ဆင်ပေးထားပါတယ်ပြီးတော့ဒီကဘိနက်တွေမှာဆိုရင်လည်းအီတလီဘရန်ကိုအသုံးပြုပေးထားတာကိုတွေ့ရပါတယ်ရှင်နောက်ထပ်ဒါလေးကတော့မိတ်ရုံလေးပဲဖြစ်ပါတယ်။ပြီးတော့ဒီတိမ်လုံးမှာဆိုရင်ရေတန်းစနစ်ကိုအသုံးပြုပေးထားပါတယ်။ဒါလေးကတော့ common toilet လေးပဲဖြစ်ပါတယ်။ နောက်ထပ်ညီမနဲ့အတူတူအပေါ်ထက်ကိုတကြည်လိုက်ကြရအောင်ဒီကားလေးမှဆိုရင်လည်းအလှဆင်မီလေးလေးပြင်ထားပြပါလေအခုရရှိနေရတော့ဒုတိယထပ်လေးပဲဖြစ်ပါလေရှင်ဒုတိယထပ်မှာဆိုရင်တော့ပထမအဆုံးမာစတာရုံးတခန်းကိုရှိပါမယ်ဒီ master room လေးရဲ့ထူးခြားချက်လေးကတော့ဓာတ်လေးကိုဖွင့်လိုက်တာနဲ့ balcony အသေးစားလေးပဲရှိပါတယ်ရှင်။နောက်ထပ်ဒါကတော့ဒီ master room ရဲ့ဒီချိုခံပဲဖြစ်ပါတယ်။ နောက်ထပ်မြင်တွေ့ရမှာကတော့ Master Run နောက်တစ်ခန်းပဲဖြစ်ပါတယ်ရှင်။ဒါလေးကတော့ဒီ Master Run ရဲ့ရေချိုးခန်းလေးဖြစ်ပါတယ်။ဒါလေးကတော့ဒုတိယထပ်ရဲ့ Main Master Run လေးပဲဖြစ်ပါတယ်ရှင်။ main master run လေးရဲ့ထူးခြားချက်လေးကတော့သူ့ရဲ့ရေချိုးခန်းမှာဆိုရင်ထားတဲ့ဘက်တက်လေးပါထည့်ပေးထားပါတယ်လုံးဝအမိုက်စာကြီးပါပဲရှင်။ ဒါလေးကတော့ဒုတိယထပ်ရဲ့ living room လေးပဲဖြစ်ပါတယ်။ဒီ living room လေးမှာဆိုရင်တော့ဒီ living room လေးရဲ့တံခါးပေါက်လေးကနေထွက်လိုက်တာနဲ့ဝယံဒါလေးကိုပဲတန်းမြင်ရမှာဖြစ်ပါတယ်ရှင်။ဒီဝယံဒါလေးမှာဆိုရင်ဒီတိုက်ရဲ့အပေါ်စီးကနေဒီဒါဘေးပတ်ဝန်းကျင်မှာမြင်တွေ့ရမယ်။အိမ်လေးတွေပါဒီဝယံဒါလေးမှာပဲနေပြီးတော့လင်းကြီးလေးတွေခံမလားအနားယူလေးတို့ရပါတယ်ရှင်။နောက်ထပ်အပေါ်ဆုံးထပ်လေးကိုလိုက်ပြပေးပါမယ်နော်။ အခုရောက်ရှိနေတာကတော့အပေါ်ဆုံးထပ်ပဲဖြစ်ပါတယ်ဒီအပေါ်ဆုံးထပ်မှာဆိုရင်ဝင်ဝင်ချင်းတကားပေါက်ကိုဖွင့်လိုက်တာနဲ့ဝရန်တာလေးကိုရောက်ရှိသွားလို့ဖြစ်ပါတယ်ဒီဝရန်တာလေးမှာဆိုရင် AA စစ်စေးညနေမှာမီတာစုနဲ့တူတူအနားယူပြီးတော့ AA စစ်စေးဘာဘီကျူးတွေလုပ်စားမလားမလုပ်မလဲအကုန်လုံးပျော်ပျော်ပါပါအနားယူရတဲ့နေရာလေးပဲဖြစ်ပါတယ်နောက်ထပ်မြင်တွေ့ရမှာကတော့ master room လေးပဲဖြစ်ပါတယ် ။တရားဆိုရင်ဒီအပေါ်ဆုံးထက်ရဲ့ master ရောအခန်းအလဲဒီအခန်းဆိုရင်လုံးဝကိုကျင်ဝန်းပါတယ်။ပြီးရင်နောက်တစ်ခါကျတော့ဒီ master ရောရဲ့ဒီမှာတုံးထားတဲ့ shower ဆိုရင်လုံးဝကို quality အကောင်းစားပစ္စည်းကိုအသုံးပြုပေးထားတာကိုတွေ့ရပါတယ်ရှင်။နောက်ထပ်မြင်တွေ့ရမှာကတော့ဒါအပေါ်ဆုံးထက်ရဲ့ main master room ပဲဖြစ်ပါတယ်။ဒီ main master room မှာဆိုရင် bedroom မှာဆိုရင်လုံးဝအပိုက်စား bed တက်ကိုထည့်ပေးထားပါတယ်။ နောက်တစ်ခုရှိနေပါရဲ့ရှင်ဒီမှာမှန်လေးရဆိုရင်ခွင့်အပိတ်ပြီးအလှလေးတက်စင်ပေးထားပါတယ်နောက်ထပ်မြင်တွေ့ရမှာကတော့ဒါအပေါ်ဆုံးထက်ရဲ့ living room ပဲဖြစ်ပါတယ်ဒီ living room မှာဆိုရင်ညဆိုရင်မိသားစုတွေအတူတူအနားယူပြီးတော့ AC စေးလေးနေလို့ရအောင်အခြေဝန်းလေးရလည်းတတော်ကျေဝန်းပါတယ်ရှင်အဲ့တော့ဒီ living room လေးကနေထွက်လိုက်မယ်ဆိုရင်တော့ ်ဘယ်တစ်ခုနီးအသေးစားလေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်ရှင်ဒီနေ့မိတ်ဆက်ပေးခဲ့တဲ့အိမ်လေးကိုစိတ်ဝင်စားပြီးစုံစမ်းမြင်းမြန်းချင်တယ်ဆိုရင်ညီမတို့ New Home Realty ရဲ့ hotline ဖုန်းနံပါတ်ဖြစ်တဲ့39ကို00လေး00လေး886ကိုလည်းဆက်သွယ်စုံစမ်းမြင်းမြန်းနိုင်ပါတယ်။ဒါအပြင် New Home Realty ရဲ့ Facebook Page နဲ့ Website မှာလည်းလာရောက်လည်လာဖို့ဖိတ်ခေါ်ပါတယ်ရှင်။